စားလုပ်တဲ့အချိန်မှာတော်ဘမစကားသိမ့်မတက်ဘူးအဲအမှန်တိုင်းပြောတာပေါ့နော်ရှင်ချမလေးလှုပ်ပါတာနေကွာနာနာဘီမနာနာဘီမနေဂျန်လိုပါမေပညာရေးအလို့အကုန်လုံးပေါ့နော်ကိုချောက်ဘောကိုရက်တည်နိုင်တယ်မေဘယ်သူမှကိုအားကိုးစရာမလိုဘူးအဲ့ဒါကြောင့်မေတွက်ကခြေနဲ့ပတ်သက်မယ်ဆိုရင် ကိုချစ်တဲ့သူကိုပဲကိုရွေးလို့ရတယ်ပေါ့နော်အဲအဲ့လိုလဲရွေးချင်တယ်ရှာ ွဲ့ဆိုဒီချက်ပေါ်ကောပေးစက်ချင်လို့ Migrant Store ကဘာသာစကားနဲ့ပတ်သက်ရင်တိတ်မကြွန့်ကျင်ဘူးအဲသူများရေဆိုနေရန်အားကြတာပဲဘာသာစကား6မျိုး9မျိုးတက်တဲ့လူတွေရှိတယ်။အာတခုတက်တက်လိုက်တာဘယ်လိုပြောလဲတန်းတန်းတက်လိုက်တာလည်းချင်းချင်းတက်သွားတဲ့လူတွေရှိတယ်။ ဆိုတော့ migrants အလို့စားလုပ်တဲ့အချိန်မှာတော်တော်ပမာစကားသိမ့်မတက်ဘူးအဲအမှန်တိုင်းပြောတာပေါ့နော်ပမာစကားကိုအဲသိမ့်နားမလဲဘူးအတန်လည်းတော်တော်ဝဲတယ်အဲအကြောင်းအ social မကောင်းသလိုဖြစ်မှာပေါ့နော်ကိုပြောလိုက်ရင်မဝါမလားဆိုတာလည်းကြောက်တယ်ပြီးတော့သူများပြောရင်လည်းသိမ့်နားမလဲဘူးအဲ culture တွေကမတူဘူးလေ english လို့သူပြောတဲ့စကားတွေကမြန်မာ အနေနဲ့နားထောင်ရိုင်းတယ်လို့တချို့မြန်မာစကားတွေအင်္ဂလိပ်တွေနားမလည်ဘူးပေါ့နော်အဲ့လိုလေးရှိတာပေါ့ဒါကအဝေးပြောစရာမလိုမေဂရစ်ဆိုအိမ်မှာတော့အဲ့လိုဖြစ်တယ်မမ်မီကပမာဖေဖေကဩစတြေးလျဆိုတော့တခါတလေဖေဖေကဒီတိုင်းမှနောက်လိုက်တာဒါပေမဲ့မမေကအရင်စိတ်ဆိုးတာပဲဟဲ့ဘာလို့အဲ့လိုပြောတာလဲဆိုပြန်ရှင်းပြရတာမဟုတ်ဘူးဒါက western culture မှာလို့ချစ်လို့နောက်တာပါဆိုပြန်ရှင်းပြရတာအဲ့ဒါပဲတက်တာအဖေလည်း English ပဲတက်တာရှင် ုတ်တယ်မြန်မာစကားကိုဖေဖေကနားတော့တယ်တိတ်တော့မပြောတတ်ဘူးအဲလူတွေကကိုကျွမ်းကျင်တာရှိတာပေါ့နော် migrant တို့ကဘာသာစကားနဲ့ပတ်သက်ရင်တိတ်မကျွမ်းကျင်ဘူးအဲသူများရေးဆိုနေရန်အားကြတာပဲဘာသာစကား6မျိုး9မျိုးတတ်တဲ့လူတွေရှိတယ်အာတခုတက်တက်လိုက်တာဘယ်လိုပြောတန်းတန်းတက်လိုက်တာလည်းချက်ချင်းတက်သွားရတဲ့လူတွေရှိတယ်။မင်းကအဲ့လောက်ထိမလွယ်ဘူးတော်တော်လေးကို effort ထုတ်မှအဲဒီဒီစိတ်ရောက်သွားပါတော့။အာဒါဒါဖြေဖို့တော့ခက်တယ်။အဲ ဒါမဲ့အရင်အရင်ကတည်းကပေါ့နော်အခုချိန်ထိ migrants မိဘတွေ migrants ကို race လို့လာတဲ့ပုံပေါ့နော်ကိုကိုကိုအများနဲ့ independent ဖြစ်ကောင်းနေတယ်မေပညာရေးအလို့အကောင်လုံးပေါ့နော်ကိုချောက်ပေါ်ကိုရက်တည်နိုင်တယ်မေဘယ်သူမှကိုအားကိုးစရာမလိုဘူးအဲ့ဒါကြောင့်မေတွက်ကခြေနဲ့ပတ်သက်မယ်ဆိုရင်ကိုချစ်တဲ့သူကိုပဲကိုရွေးလို့ရတယ်ပေါ့နော်အဲအဲ့လိုလဲရွေးချင်တယ်ရှိတယ်ရှိတယ်မရှိသေးဘူး ်ခေါ်ရွေးရမယ်ဆိုရင်တော့အဲ့လိုရွေးပါဘောယုံကြည်ရဲ့အာဘယ်လိုပြောမလဲအခုကမေဂရစ်တခါမှတော့မလုပ်ဘူးပေါ့နော်ဆိုတော့စဝင်တော့အကန့်ကောင်းလို့အလုပ်ရမယ်ဆိုရင်တော်တော်တော့ခက်ခဲရရှိမှာပေါ့နော် အာ field တစ်ခုဝင်မယ်ဆိုရင်ကိုမကျွမ်းကျင်သေးတာလေအာပြီးတော့ work environment အသက်ဆိုတော့အများကြီး used to ဖြစ်အောင်မယ်ဒါပေမဲ့တဖြည်းဖြည်းကြိုးစားရင်ကြိုးစားရင်လည်းတော့အဆင်ပြေသွားမယ်လို့ biggest change နဲ့ရှင်အာအခုလောလောဆယ်အာတကြံမတိုင်ခင်မိမိသားစုနဲ့အချိန်ဖြုန်းနေအမင်းညီမလေးကလည်းလာလေဖို့ရှိနေတယ်အာ Jessica ကတော့ Melbourne မှာ သူ holiday သေရမယ်တဲ့နောက်လာအဲ့ဒါလာလေမလို့တဲ့သူလာလေဖို့အကုန်စီစဉ်နေတာပေါ့ဟုတ်တယ်ဒီအောင်ဆုံးပြန်ဆုံးမယ်အဲသူလာတော့သူ့ခီးလေးခေါ်ဝါရှင်နေအဲ့ဒါတော့လည်းပတ်စံစုနေတာအဲတကြံကငငယ်တော့ဆိုရင်တော့မိသားစုနဲ့ဖြတ်သန်းတာများတယ်နည်းနည်းအသက်ရွယ်ရလာတော့တငယ်ချင်းတွေနဲ့ဖြတ်သန်းတာများတယ်ဘာမှတော့မဟုတ်ပါဘူးမန်တက်လေးပတ်မယ်အဲအဆိုတော်တွေလို့တချင်းဆိုတာကြိုက်တော့ရှိုးတွေတော့ကြည့်တယ်အဲအခုတော့ မိသားစုနဲ့ပြီးတော့တရားစခန်းဝင်ဖို့အစီအစဉ်ရှိပါရဲ့ရှင်။ဝင်ဖို့ရတဲ့ကြံတွင်းတော့မဟုတ်ဘူးဒါပေမဲ့ you know ဝင်ဖို့ရရှင်။လေးရလေးရ၅ရက်လောက်တော့ဝင်ဖို့ရရှင်။မမေရောပါ။မမေရမပါဘူးမမေရအကြိုက်ရင်ဟုတ်တယ်ဟုတ်တယ်။အဲမေနောက်ဆုံးတရားစခန်းဝင်တာမေပြင်ဦးလွင်မှာဝင်တော့မမီနဲ့ဒေဒီကလိုက်လာတယ်မေဂရစ်ကိုဖုန်းကြားမှာခြာခဲ့တယ်။ခြာခဲ့ပြီး၅ရက်နေမှပြန်လာခေါ်ရရှင်။ ငိမ့်ချမ်းမှုရတယ်အေးချမ်းမှုရတယ်ဒါပေမဲ့ဟာသပြောရမယ်ဆိုရင်မင်းနောက်ဆုံးဖျက်တရားစခန်းဝင်တော့ပြင်ဦးမယ်ပါလေအဲတရားစခန်းဝင်တာ attachment တွေလို့တွေ့တာတွေအဲ့လိုမရှိအောင်ဝင်တာပေါ့နော်မင်းကအဲ့မှာဖျက်ဖုန်းကြီးတောင်းကခွေးလေးကိုတော်တော်တန်ရုံးစင်ဖြစ်သွားတာအဲ့ခွေးလေးကတတိလေးပဲရှိသေးတယ်သူ့ကိုပြန်ခေါ်ခြင်းလို့အိမ်ကိုခေါ်လာခြင်းလို့မမီတို့ကိုပူဇာတာမမီတို့ကပေးမခေါ်လို့အဲ့မှာငိုပြီးပြန်လာတာ ဟုတ်တယ်တန်ရောစင်နေဖြစ်တာဟုတ်တယ်ချစ်တတ်တယ်အိမ်မလဲလေးကောင်ဟုတ်တယ်ဟိုကတော့ကလေးရယ်အိမ်မဆိုရင်သူတို့ကိုခွေးလို့ခေါ်ရင်စိတ်ဆိုးရယ်ကလေးရယ်လို့ပဲခေါ်ရယ်ဟုတ်တယ်ကလေးရယ်လို့ပဲခေါ်တာပြီးရင်သူတို့ကလည်းသူတို့ချစ်မှန်းတီတော့ဆိုးရယ်ဟုတ် Happy New Year ပါတကယ်မှာလဲအားလုံးပျော်ရွှင်ပါစေလို့မိတ်ဆွေဆုတောင်းပေးပါရယ်